အားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းကတော့အစိုးရချစ်သူဝင်နဲ့လင်းလင်းကိုအမေရိကန်မှာအိမ်ဝယ်လိုက်တဲ့အပေါ်ဝေဖန်ပြတင်လာတဲ့ကြော်ဆိုးရဲ့ရုပ်သံပိုင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒါမှကြော်ဆိုးကအဲ့ဒီကြော်နဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ကြလေးလာသုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မှာဆုံးသတင်းတပုတ်အနေနဲ့ဒါနီပိတ်တို့ရဲ့နီပိတ်နီပိတ်တို့ရဲ့ခေါင်းဆောင်ပေါ့ဗျာလင်းလင်းနဲ့ချစ်သူဝေကတော့အမေရိကမှာအမေရိကမှာကျွန်တော်တို့ဒေါ်လာ၄သိန်း၄သိန်း၉တောင်းတန်းလုံးချင်းအင်ကြီးကိုပိုင်ဆိုင်သွားပြီဖြစ်ပါလေဒီလူတွေကလုံးချင်းအင်ကိုပိုင်နေဗျာဒါပါလုံးချင်းရသူတို့ပိုင်နေလုံးချင်းပိုင်နေဆိုရင်သူတို့မှာဝင်ငွေပါရှိလေလင်းလင်းနဲ့ချစ်သူဝေမှာမမေရရဝင်ငွေမရှိဘူးသူတို့မမေရဝင်ရှိရဆိုလို့ဗျာခင်ဗျာ Facebook ကဝင်တဲ့ပတ်စံရဲ့ဒေါ်လာရဲ့ပြီးရင်ကျွန်တော်တို့ YouTube ကဝင်တဲ့ဒေါ်လာရဲ့ဒီဒီကတော့ရှိလိမ့်မယ်ဒါလည်းအများကြီးလည်းကိစ္စမဟုတ်ပါဘူး ရရင်တော့ခင်ဗျခင်ဗျတလောက်ဒေါ်လာ1000အောက်1000ဘက်လေပေါ့ဗျာဒီလောက်တော့ရပါလိမ့်မယ်ဒီလောက်ရတဲ့ပတ်စံနဲ့ကျွန်တော်တို့ဒါဒီလောက်4သိန်း9000တန်းအင်ဂျီကိုဝယ်ဖို့ဆိုတာလည်းလောကမဖြစ်နိုင်ပါဘူးဖြစ်เสียရလည်းအကြောင်းမရှိပါဘူးနံပါတ်1ကဒီလူတွေမှာလုပ်ငန်းမယ်မယ်ရမရှိဘူးနံပါတ်2ကဝင်ငွေရလည်းတိတာလည်းဝင်ငွေရလည်းအကြောင်းမရှိဘူးနံပါတ်3ကသူတို့မှာပေးမှာစီးဝိုင်းပါတခုမှမရှိဘူးအဲ့တော့ဒီလူတွေဘယ်ကနေပတ်စံရလဲဆိုရင်တေချာတာကတော့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေသူတို့ငွေရှာတာပဲအာကျွန်မတို့ဒီလူကကျွန်မတို့ဘယ်ဘယ်ကနေဘယ်ကိုလှူပေးပါမယ်စသဖြင့်သူ project တွေလုပ်တယ် project တွေလုပ်ပြီးတော့ အဲခင်ဗျာတို့ကတော့ဒေါ်လာကိုတောင်းနေချီယူသိမ်းနေချီယူအောက်ထပ်မှာရှိတဲ့ PDF တွေပေါ့ PDF တွေကတော့ခင်ဗျာတို့3 3တလောက်ပဲဗျာတို့3 3တလောက်ပဲစားရတော့တာတနည်းအားဖြင့်တကယ်အသားကောင်းတွေကိုလင်းလင်းလို့ချစ်သူတွေကစားတယ်အောက်မှာရှိတဲ့တို့ထွေးထုတ်လိုက်တဲ့အယိုးလေးတွေပေါ့ဗျာအယိုးလေးတွေကိုအောက်က PDF တွေကစားရတာစားရတာအဲ့တော့ PDF တွေကတော့ဘာဖြစ်သွားလဲမသိလင်းလင်းနဲ့ချစ်သူတွေကလုံးကြီးအိမ်ပိုင်သွားပြီဒီအုပ်စုတွေကရခိုင်ကအကြောင်းမတက်နဲ့ကြောင်းထွက်တော့ဟာရုံးမတက်နဲ့ရုံးထွက်တော့អော်ခဲ့တာဗျာလက်ရှိခင်ဗျာတို့သားသမီးတွေ break up မှာကြောင်းတက်နေဗျာ အဲ့လိုအော်ခဲ့တဲ့လှုပ်ဆော်ခဲ့တဲ့အတိုင်းဝိုင်းတွေအမေရိကမှာကြောင်းတက်နေတာပြည်တွင်းမှာဆိုလည်းခင်ဗျားကြည့်လိုက်ပါပြည်တွင်းအောက်စုလည်းကြည့်လိုက်ပါခင်ဗျားတို့တကယ်ရုပ်ရှင်မင်းသားမင်းသမီးတွေပေါ့ဗျာရုံမတက်နဲ့ရုံထွက်ကြောင်းမတက်နဲ့မေမေလာမှာကြောင်းတက်အောက်စုလည်းသူတို့သားသမီးတွေ private school မှာထားနေတယ်ဒီလိုမျိုးတွေဖြစ်နေကြပြီကအဲ့တော့ဒီလင်းနေတဲ့ချစ်သူရဲ့အိမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းတော်တော်စိတ်ဝင်စားတယ်စိတ်ဝင်စားတော့ကျွန်တော်လည်းဒီအမေရိကမှာကသူကအိမ်ဝယ်ရဆိုရင်ဒီအိမ်နဲ့ပတ်သက်တဲ့အချက်လက်ကိုသူကအကုန်လုံးဝက်မှာရေးပြထားတယ်ဝယ်ယူတဲ့သူကဘသူအိမ်ရတံပွားဘလောက်ဘယ်နေရာမှာရှိရပေါ့တိတိကျကျရေးထားပါတယ်အဲ့မှာကျွန်တော်ကျွန်တော်ကဒီလင်းနေတဲ့ချစ်သူရဲ့အိမ်ကိုကျွန်တော်ရှာကြည့်တဲ့အခါမှာ သူရဲ့အဲလိစာကအမေရိကန်နိုင်ငံတက်ဆက်ပြီးနဲ့ကတိမျိုးအမှတ်က1463လမ်းမကြီးပေါ်မှာတရှိတယ်တန်ဖိုးကဒေါ်လာ4သိန်း9000တန်တယ်တနည်းအားဖြင့်သူရဲ့ရောက်ကကလူကုန်တဲ့ရောက်ကပေါ့ဗျာကျွန်တော်တို့နေရာမျိုးပြောမယ်ဆိုတော့ချမ်းသာတဲ့နေရာပေါ့ဗျာချမ်းသာတဲ့နေရာမှာနေတဲ့လုံကြီးအိမ်လေးလုံကြီးအိမ်ရဲ့တန်ဖိုးကဒေါ်လာ4သိန်း9000တန်ပါတယ်ပြီးရင်ဝယ်ယူထားတဲ့အမီရဲ့ပိုင်ချက်ကထွေးလင်းထွေးလင်းကိုနဲ့ချစ်သူဝေလို့ဖော်ပြထားပါတယ်ထွေးလင်းကိုဆိုတာလင်းလင်းကိုပြောတယ်ချစ်သူဝေရောချစ်သူဝေနေမယ်အေးမယ်ချမ်းရဲ့အကျယ်ဝန်းက12000 949စတူရန်ပေရှိတယ်။နေရဲအကျုံက2944စတူရန်ပေရှိပါတယ်။နေရဲအကျုံက2944စတူရန်ပေရှိပါတယ်။အိမ်ရံမျိုးစကကျွန်တော်နှစ်ထပ်ဖြစ်တယ်။အိမ်ထဲမှာဆိုရင်ကျွန်တော်အိမ်ခန်း၄ခန်းပါမယ်၊ရေချိုခန်း၃ခန်းပါမယ်၊အဲခန်း၃ခန်းပါမယ်၊မိဖို့ခန်း၃ခန်းပါမယ်၊ထမင်းစားခန်း၃ခန်းပါမယ်၊ဂျင်ခန်း၃ခန်းပါမယ်၊ပြီးရင်ကျွန်တော်ဖြော်ပြီးအတွက်သုံးဖို့အတွက်၃ခန်းပါမယ်၊ပြီးရင်ကျွန်တော်ကားသုံးစီးဆန်းတဲ့ကားကိုတောင်လည်းပါတယ်။ဒါတို့ရဲ့ကျွန်တော်တို့အိမ်ရဲ့အိမ်ရဲ့ကျွန်တော်တို့သတ်မှတ်ချက်တွေပေါ့။ဒါတော့ကျွန်တော်အမေရိကန်မှာကဘယ်သူဆိုအိမ်ဝယ်မယ်ဆိုရင်ဒီအိမ်ရဲ့အချက်လက်တွေအားလုံးကတရားဝင်ဖော်ပြထားတယ်။ တော့ဒါကလည်းခင်ဗျာကျွန်တော်ပြောလဲသိရအောင်ခင်ဗျာလည်းဝင်ကြည့်သိတယ်လောလောကူပဲဘာမှခက်ဘူးတော့အင်ရဲ့အခြေအနေအဲ့လိုဖော်ပြထားတယ်အင်ရဲ့တမှုကဒေါ်လာ၄သိန်း၉၀၀တက်ပါတယ်၄သိန်း၉၀၀တက်ပါတယ်အဲ့တော့တော့လင်းလင်းတို့ခြေသူဝေတို့နောက်ကိုလိုက်ခဲ့သူတို့လမ်းပျောက်တယ်အဲသူတို့ကတော့ခင်ဗျားတို့ရဲ့ဘဝတွေအသက်တွေကိုနင်းချိန်ပြီးတော့အမေရိကမှာသူတို့အခြေချတယ်လက်ရှိသူတို့ဒီအင်ဝယ်တယ်ဆိုတာလည်းအိမ်ဝင်လေဆိုတာလေခမရိုးရဲ့အသက်တွေဘဝတွေချနေပြီးတော့တကယ်တွေးဆုပ်ဖို့ကောင်းနေပါဗျာခမရိုးအသွေးတွေအသားတွေကိုစားတောက်ပြီးတော့အဲ့ဒီအိမ်ဝင်ထားတာသူတို့မိသားစုတွေခမရိုးဒီလူတွေခမရိုးအလုံမဲမဲရရှိတာကျွန်တော်မြင်ရခြင်းလေးအလုံမဲမဲရရှိတာ မဗျာတို့ရဲ့အဲ့တချင်းတပုတ်ဆိုတိုင်းတို့ရဲ့အဆိုးရောပတ်ဆိုင်ရမှာပေါ့ဆိုခင်ဗျာဒီလူတွေအဆိုးရောခင်ဗျာဗမာမြန်မာတန်စီနဲ့ဆိုတာမြန်မာမြန်မာတန်နဲ့ဆိုတာခင်ဗျာတကယ်ကဘာလုံးဖျံတဲ့အတားလည်းမဟုတ်ဘူးခင်ဗျာချင်းမလင်းလင်းနဲ့ချစ်တူရခင်ဗျာကေပေါ်မင်းသားနဲ့မင်းသမီးလည်းမဟုတ်ဘူးအဲ့လောက်ဝင်ဝရရလဲအကြောင်းမရှိဘူးခင်ဗျာဟာလေကေဘယ်ကဘယ်ကဝင်ဝရမလဲဘယ်ကဝင်ဝရမလဲဘယ်ကမှဝင်ဝရကြအကြောင်းမရှိဘူးဥမာပြကဲထားပါဆိုတို့ကေကိုရီးယားမှာရှိတဲ့မြန်မာတန်ကိုတို့ရှုပ်ဝဲလို့ဘယ်လောက်ရမှာမလို့လဲခင်ဗျာဘယ်လောက်ရမှာမလို့ခင်ဗျာစဉ်းစားကြည့်လေဒီလောက်ပတ်ဆိုင်ခင်ဗျာဘယ်လိုဝင်မလဲခိုးစာဖွတ်စာတွေနဲ့ဝယ်ထားတာ ခင်ဗျားတို့ခိုးပြီးဖွက်ပြီးတော့ဝယ်ထားတာခင်ဗျားတတိရှိရကျွန်တော်အိမ်ဝယ်ပါဦးလို့ခင်ဗျာအဲ့ဒီအုပ်စုရှင်းလိုက်လေဒါကျွန်တော်တို့အိမ်ဝယ်ပါဘူးရှင်းရလားမကြည့်လိုက်လေရှင်းရလားမကြည့်လိုက်ရှင်းကြည့်လေခင်ဗျာလက်ရှိသူတို့ပြောတဲ့တော်လိုင်းရခင်ဗျာရှုံးသွားပြီရှုံးသွားပြီခင်ဗျာတော်လိုင်းရင်းလာသူတို့နိုင်မယ်ဆိုရင်လင်းလင်းနဲ့ချစ်သူဝယ်ခင်ဗျာအမေကောင်မပြေဘူးအဲ့လိုပဲခင်ဗျာအန်ယူဂျီအုပ်စုတွေအမေကောင်မပြေဘူးဆိုမြန်မာနိုင်ငံထဲမှာဝင်ပြီးတော့ခင်ဗျာခင်ဗျားတို့လက်လက်နဲ့ကြိုင်လေကျွန်တော်တို့ဘယ်မှမပြေဘူးလေကျွန်တော်တို့တက်မလို့တသားလေးရှိတယ်ဘယ်မှမပြေဘူးခင်ဗျာကြည့်လိုက်လေခင်ဗျာကျွန်တော်တက်မလို့တသားလေးရှိတယ်ကျွန်တော်ဘယ်မှမပြေဘူးမြန်မာနိုင်ငံထဲမှာပဲရှိတယ် ဘယ်မှမပြေဘူးနော်ရှင်းရှင်းလေးခင်ဗျားတို့ပြောကျွန်တော်ပြင်ပြေးလို့ရတာပါခင်ဗျားလည်းကျွန်တော်ပြေးကြည့်ပါခင်ဗျားကျွန်တော်မွေးစားမနိုင်ငံတပုတ်ကြီးပဲကျွန်တော်မွေးစားမနိုင်ငံတပုတ်ကြီးပဲခင်ဗျားတို့ကခင်ဗျားကျွန်တော်ဖက်နဲ့ထိုင်ပြီးတော့လာတော့ခံလို့ရသေးတယ်ခင်ဗျားတို့လာစားပေးပတ်စားပေးပြီးတော့ခေါ်တော့ခံလို့ရတယ်နိပိတ်တွေပြောတာပါအဲ့နိပိတ်ကောင်လည်းကျွန်တော်ခေါ်တော့ခံလို့ရတယ်ခင်ဗျာကျွန်တော်တို့ကခင်ဗျာပြေးပါပြေးပြေးကြည့်ပါလားခင်ဗျာမွေးစားမယ်ခင်ဗျာလည်းမွေးစားမယ်တိုင်အောင်လေတဘောမွေးစားမယ်နိုင်ငံလေတဘောကြီးခင်ဗျာလည်းကျွန်တော်အဲ့လိုစိတ်လုံးဝမရှိဘူးတဘောပြောပြတာတဘောကိုပြောပြတာအဲ့တော့ဒီအကြပ်အုပ်စုတွေ အဘယ်ဝင်ဝင်လမ်းကြောင်းနဲ့ခမရဒီအိမ်နဲ့ဝဲလဲခမရရိုးလေးစဉ်းစားကြည့်ခမရတို့ရဲ့ခမရတို့ရဲ့အသားတွေခမရတို့ရဲ့ဘဝတွေခမရတို့ရဲ့သွေးတွေကိုတောက်တုံးပြီးတော့ဒီအိမ်တွေဝဲတာတော့ PDF တွေနဲ့ခမရတို့ my twin set နတ်နေမှာဆိုခမရတို့ဆက်ပြီးတော့နတ်လို့ရတယ်ကျွန်တော်တို့အရှင်းလေးခမရလက်ချက်ခမရ၄ကီကိုတတ်မလို့ထိချုပ်လိုက်ပြီအာရှာလမ်းမကြီးတတ်မလို့ထိချုပ်လိုက်ပြီကောက်ကိုတွေတကြောင်တတ်မလို့ထိချုပ်လိုက်ပြီအဲ့တော့ခမရဒီလောက်ခမရလမ်းနက်ကိုင်ဖွဲအားကြီးပါလေဆိုတော့ KNU လမ်းနက်ကိုင်ဖွဲထိချုပ်တဲ့နေရာတော့တတ်မလို့အပြောင်းရှင်းလိုက်တာလက်ရှိတတ်မလို့ထိချုပ်လိုက်ပြီခမရတို့ဗျာအညာ PDF ရတယ်ဗျာ စကိုင်း PDF ဗျာခဲ့ဘယ်နေရာခိုးမလဲခဲ့ရှင်ခွက်ခေါက်ပြီးတော့စစ်တိုက်လို့မရဘူးတော့ခွက်ခေါက်ပြီးစစ်တိုက်လို့ခွက်ခေါက်ပြီးတော့ကျွန်တော်လိန်စားလို့ပဲရတယ်တောင်းစားလို့ပဲရတယ်ခွက်ခေါက်ပြီးစစ်တိုက်လို့မရဘူးစစ်တိုက်ရဲဆိုတော့အဲ့လိုတိုက်လို့မရဘူးခင်ဗျားတို့ကဘာရင်းမြစ်ရှိလဲအားကျွန်တော်တို့ကပြည်သူတွေကျွေးရတယ်တိုက်လို့ခင်ဗျားပြည်သူတွေငတ်နေရတယ်ခင်ဗျားတို့ဘေးနားပြည်သူတွေငတ်နေရကြည့်လိုက်ပါလားဘာစားရရှိလို့ခင်ဗျားတို့ဘေးနားပြည်သူမပြောနဲ့ခင်ဗျားအဲ့မှာ KI ထိချုပ်ထားတဲ့မျိုးတွေရွာတွေကပြည်သူတွေငတ်နေတာခင်ဗျားတီရနယ်လေးဘက်ကလူတော်ခင်ဗျားတီရနယ်လေးလောက်မှရှိပြည်သူတွေငတ်နေတာ ဘာမီတော့တောက်ချင်ဖြစ်ဘူးဒီကိုကျွန်တော်တောက်ချင်ဖြစ်ဘူးခင်ဗျားတို့ကជីကြီးကြီးရှောက်ဗျာကျွန်တော်ကပြည်သူပေးပြည်သူရှင်းကျွန်တော်ရှိတယ်ပြည်သူပြည်သူရဲ့ပြည်သူရဲ့မြေတားနဲ့ကျွန်တော်ရဲ့ဘာမြေတားလို့ဆိုမှာခင်ဗျားတို့ကြီးမဲဘုံထောင်ကြီးပါလားဘာလို့မဲပြမလားမကြည့်လိုက်ဘူးဘာမြေတားလဲတဏ္ဍာရီကြီးပြီးတော့ခင်ဗျားဘာမြေတားလဲဘယ်တော့မှခင်ဗျားမြေတားရမယ်လို့လည်းမဟုတ်ဘူးခင်ဗျားမြေတားဆိုတာခင်ဗျားကျွန်တော်တို့လက်ရှိတက်မလို့ကစစ်စီရင်ဆင်းတဲ့နေမှာပြည်သူမြေတားကြီးတောက်ရှောက်ရတာအခုဆိုကြည့်လိုက်အာတက်မလို့ကြီးဘယ်တော့ဘယ်နေရာတိတ်မေးမှလဲလာပါအောင်ကျွန်တော်တို့ဗမော်မျိုးကြီးကိုအပီးတိတ်မေးပါအောင်ကျွန်တော်တို့မကုတ်မျိုးကြီးဘယ်တော့တက်မလို့တိတ်မေးပါအောင်မိုင်းကုန်မျိုးကြီးတိတ်မေးပါအောင်နံပါတ်2တိတ်မေးပါအောင်ပြည်သူတွေတောင်းဆိုနေတာခင်ဗျားကလည်း ်ခင်ဗျားကြည့်လိုက်လေအဲ့တော့ဗျာကျွန်တော်တို့ဒီသေးပြချုပ်ချင်တာကအညာမှာရှိတဲ့ PDF တွေနဲ့ခင်ဗျားတို့ပုံစံကကျွန်တော်အမြဲတမ်းပြောပါတယ်ထဏောင်းပင်နဲ့ထန်းပင်မဲ့ပုံစံရှိတယ်ပြီးရင်ကျွန်တော်တို့ကပဲဒီဇိန်းတို့မြေပဲတို့မပဲတို့ဗျာအဲ့ဒီအောက်မှာပုံစံရှိတယ်တတိယပြည့်စကိုင်းတို့မကွေးတို့မှာတော့ကွန်မောင်းတမ်းမျောစေရတယ်ကွန်မောင်းတမ်းမျောစေရတော့ဗျာခင်ဗျားတို့ရဲ့အလောင်းတွေမြေကြီးတဲ့ထက်မြေဆွေးဖြစ်တပင်းတွေကြီးကောင်းပါတယ်ခင်ဗျားတို့မိုက်တွင်းဆက်နက်နေမယ်ဆိုတော့ကောင်းပါတယ်အဲ့တော့ရွာငန်တကြောက PDF တွေလစ်သွားပြီ ပြီးခဲ့ရက်ကကျွန်တော်တာစီဝမ်တွင်ရွာငန်းအဲ့ဒီကြောင်မှရှိတယ်ခင်ဗျာပြည်တဲ့ဒီကပြေးတာခင်ဗျာလက်နဲ့တွေဝက်ပြီးပြေးတာလက်နဲ့အလက်ပေါင်းခင်ဗျာ80ကျော်မိတယ်ကြီးကြီးစံနေလည်းအများကြီးပဲအများကြီးပဲမိထားတယ်လက်ကြီးလည်းခင်ဗျာအဲ့ဒီကြောင်မှတက်ကခင်ဗျာပိုက်စိတ်တက်ပြီးရှာနေတယ်တောက်ချောက်ကိုရှာနေတယ်ရှုံးပြီမင်းတို့ရှုံးသွားပြီအော်မင်းတို့မသေးချင်မိသားစုအတူတူနေချင်တယ်ဆိုရင်တော့လက်နဲ့ချလင်းဝင်လက်နဲ့နဲ့အဝင်အလင်းဝင်လို့ရတယ်လက်နဲ့မဲ့အဝင်အလင်းဝင်လို့ရတယ် တော်မင်းခင်ဗျားတို့မင်းတို့ပြောတဲ့အနွေဦးဒေါ်လိုင်းအောင်မြင်မယ်ဆိုရင်လင်းလင်းတို့ချစ်သူတို့ပြေးကြအောင်မရှိဘူးအခုကခင်ဗျားပြေးတာလင်းလင်းနဲ့ချစ်သူတို့မှမဟုတ်တာအန်ယူဂျီအုပ်စုတွေခင်ဗျားပြေးတာကောမောင်းရပဲခင်ဗျားဒီထိုင်းမှာမရှိတော့ဘူးထိုင်းမှာမရှိတော့ဘူးထိုင်းမှာခင်ဗျားလည်းသူတို့အမေရိကဘယ်တော့ခေါမလဲထိုင်းဆောင်နေတဲ့လူတွေနဲ့ပြီးရင်ဩစတြေးလျမှာဩစတြေးလျကိုသွားခွင့်ရဖို့တော့စောင့်နေလူအတိုင်းဝဲလောက်ပဲရှိတော့တယ်မရှိတော့အကုန်လစ်ကုန်ပြီမင်းတို့မြောက်ပြေးလာခဲ့အတိုင်းအကုန်လစ်သွားပြီတော့ဒီသင်းပြန်ချုပ်ချင်တာကမင်းတို့ရဲ့အသွေးတွေအသားတွေကိုစားတောက်နေတဲ့သွေးဆုပ်ဖောက်ကောင်တွေဖြစ်တဲ့လင်းလင်းနဲ့ချစ်သူတွေကတော့အမေရိကမှာ ဒေါ်လာ၄သိန်း၉သောင်းတန်အင်ဂျီကိုပိုင်ဆိုင်သွားပြီရိုးလေးပဲစဉ်းစားကြည့်အဲ့လူတွေအိမ်ဝင်တာဘယ်ပတ်ဆိုင်နဲ့ဝယ်နေတယ်လဲဘယ်ကလောက်အားနဲ့ဝယ်နေတယ်လဲသူတို့ရဝင်ဝင်စီချောင်းဘာလဲမင်းတို့ရိုးလေးစဉ်းစားကြည့်လွယ်လွယ်လေးလွယ်လွယ်လေးအဲ့တော့ခင်ဗျာသူတို့တချင်းနေဆိုအောင်တချင်းဆိုအောင်ခင်ဗျာသူတို့တချင်းကခင်ဗျာကဘာလုံးတကဘာလုံးကြိုက်နေသူတွေမှမဟုတ်တာဗျာကေပေါ်မင်းသားလည်းမဟုတ်လို့ဗျာခင်ဗျာလည်းအေးယောက်ကဘင်္ဂလီယောက်နေဗျာကဲဒီဒီယောက်ကြီးကဘယ်သူကအားပေးပါလဲလောက်စားမအောင်အဲ့လေးလေးဆိုအောင်ခင်ဗျာဒီပြည်တော်မှာတချင်းပဏာပုံမှာပေါက်ပေါက်ခဲ့လို့လည်းကဲရိုးလေးစဉ်းစားကြည့် ။ဒေချာတာကဒီပတ်စံကခင်ဗျားတို့ရဲ့အသွေးတွေအသားတွေတော်လိုင်းခေါင်းဆောင်အောင်ခင်ဗျားတို့လိန်စားသွားတဲ့ငွေတွေ။နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ချောင်းနဲ့မုံရွာအဆက်မုံရွာအဆက်ကဘုံတူကြီးွာဘုံတူကြီးွာစာတင်ချောင်းထဲမှာစကန်ချတဲ့အကြံပေးအုပ်စုတွေရဲ့စကန်ကိုဒီတက်မတော်ကဘုံကျဲရှင်းလင်းလိုက်တယ်။အဲ့မှာအကြံပေးအုပ်စုတွေ20ကျော်သေးတယ်။20အထက်ဒိတ်ထိလိုက်တင်ရရတယ်။ဖြစ်စဉ်ကအော်တိုဘားလာချောင်းနဲ့ည9:15မိနစ်ခန့်အချိန်ကဒီမုံရွာနဲ့ချောင်းအဆက် ဘုံတို့ကြည့်ပါစာတင်ကြောင်းထဲမှာစကန်ချတက်ဆွဲနေတဲ့အကြမ်းဖက်အုပ်စုတဲ့စကန်ကိုတက်ကဘုံကျဲလိုက်တယ်ဘုံကျဲလာကလေးနဲ့ကျဲတာမဟုတ်ပါဘူးနာမခမုံရွာနာမခကနေကျတော့ပါရာမူတာနဲ့တက်လာပါရာမူတာနဲ့တက်ပြီးတော့လေုံစီးပြီးတော့အဲ့စကန်ကိုဘုံကျဲလိုက်တာစာတင်ကြောင်းမှာစကန်ချနေတဲ့အကြမ်းဖက်အုပ်စုကိုဘုံကျဲလိုက်တာအဲ့မှာအကြမ်းဖက်အုပ်စုတွေပေးတယ်ပီကျဲတွေပေးတယ်အဲ့မှာ PDF တွေရဗျာအဲ့ဒီကြေးရွာမှာလာပြီးတော့သူတို့ကစားဝဲတောက်ဝဲတွေလောက်ကြတော့မိတ်ဆုံစားဝဲလောက်ကြတယ်မိတ်ဆုံစားဝဲလုံးမယ်ပြီးရင်ပြီးရင်ကျွန်တော်တို့မီးတပိတ်တွေပေါ့ဗျာစားတပိတ်တွေလုံးမယ်ဓာတ်ပုံတွေကိုသူတို့ရဲ့ဒိုနာတွေစီပို့မယ် ပို့မယ်ဒါတွေကခေတ်သစ်တို့ကျန်တဲ့ကျန်တဲ့ကျွန်တော်တို့အမောင်မချမ်းပြီးတဲ့တင်ကြမှာပေါ့ဗျာအဲ့လိုကြီးရချက်ပရမတ်တက်ကလည်းလုပ်ယူပါပြီအဲ့ဒီဘုံတို့ကြီးကစာတရားမှာပဲလုပ်ယူပါပြီအဲ့ဒီအနီးမှာကြီးရမုံရဆလင်းကြီးအဲ့ချောင်းဦးအဲ့ဒီအဲ့ဒီအုပ်စုကကျွန်တော်တို့ဒီပီလီယာခေါင်းဆောင်လေးတို့ရအုပ်ချုပ်ရပေါ့ဗျာတို့ကပါကဖာတို့ပါလာဖာတို့အဲ့ဒီအုပ်စုတွေအဲ့ဒီရောမှာစုံပြီးတော့စားပွဲတာပွဲလုပ်လုပ်ကြတယ်ပြီးရင်ကျွန်တော်တို့မီးတပိတ်ပေါ့ဗျာစီမီးတပိတ်လုပ်ကြတာပေါ့စားပွဲတာပွဲလုပ်တယ်စီမီးတပိတ်လုပ်တယ်ပရမတ်ကတော့ဓာတ်ပုံနဲ့တက်သွားပြီဓာတ်ပုံနဲ့တက်ပြီးတော့တို့ကအာကျန်တဲ့တို့ဒါလုပ်ရင်ဒါပဲဒါရမယ်ဆိုတဲ့လူတွေပုံနေပေးတယ်ပတ်စံယူတယ် ပတ်စံယူတယ်အဲ့ဒီရွာအဲ့ဒီနေရာကိုကျက်ပလိုက်တာအဲ့ဒီကြီးရွာရဲ့ဒီနေရာကကျွန်တော်တို့ဒီဆလင်းကြီးနဲ့တစ်ဖက်ကမ်းပေါ့ဆလင်းကြီးမျိုးကနေပြီးတော့ချင်းနှမြင့်ကျော်လိုက်တာ ਨੇ ဒီဘုံတူမရွာကိုရောက်တယ်တိတိကျကျအနေနဲ့ဆိုရင်ဒီဆလင်းကြီးကနေပြီးတော့ပေါင်းဝရွှေစည်းကုံစီဒီရောသွားတဲ့လမ်းတိုင်းကိုသွားသွားပြီးတော့ကျွန်တော်တို့ချင်းနှမြင့်ကိုကူးချင်းနှမြင့်ကိုကူးရင်ဟိုဘက်ရောက်ရင်ကျွန်တော်တို့အဲ့ဒီရွာကိုရောက်တယ်ဒါမှမဟုတ်နောက်တဲ့လမ်းတလန်းကချောင်းအမြင့်လမ်းပိုင်းချောင်းအမြင့်လမ်းပိုင်းရတဲ့လားအမြင့်မြို့ဟောင်းအနီးအဲ့အမြင့်မဥမုံရွာသွားလမ်းပိုင်းတနည်းအားဖြင့်နီးတာကကျွန်တော်တို့အမြင့်မြို့နဲ့နီးတယ် အဲ့ဒီရွာရဲ့အနီးမှာကျွန်တော်စုလင်ကုန်းရွာရှိတယ်စုလင်ကုန်းရွာဆိုတော့ PDF ရွာဒီရွာလုံး PDF ပဲ PDF ရွာအဲ့ဒီစုလင်ကုန်းရဲ့အနီးအဲ့နောက်မှာရွာတွေရောက်တဆ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 က်တယ်ပဲရွာကြီးရွာကြီးပေါ့ဗျာကျဲပလိုက်တယ်လှစ်သွားတယ်တတော်လေးကိုလှစ်သွားတယ်အဲ့ဒီဖြစ်စမှာအကြမ်းအုပ်စုတွေထုတ်ပြန်ကြမှာဆိုရင်တို့အဖွဲ့ဝင်အားလုံးလူ22ယောက်သေးတယ်ပြီးရင်ကျွန်တော်တို့20ခန့်ထိခိုက်ကြရရတယ်လို့ပြောတယ်အဲ့မှာဆိုရင်ကျွန်တော် PDF အဖွဲ့ဝင်တွေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဒီစီစစ်သွေးကြောင့်မီဒီယာတွေလည်းဖော်ပြထားတယ်ချောင်းနယ်တွေရတယ်တို့ရဲ့ဒီ PDF 17ဦးကြပါတယ်လေမွန်ရွာနယ်တွေက17ဦးကြပါတယ်အားလုံး22ဦးကြပါတယ်လေ ကြားတယ်ပေါ့ဗျာနဲတော့နဲသေးတယ်ဗျာလက်သွားအေးတာပဲအဲ့ဒီမှာကျွန်တော်တို့တပိတ်ကောင်းဆောင်တွေကတော့ရဲဘော်ချမ်းချင်းအောင်တဲ့ရဲဘော်ညီညီစောတဲ့ရဲဘော်ကံပြည့်လွယ်တဲ့ပြီးရင်ကျွန်တော်တို့စီရန်ကြောင်းစရာဇော်လင်းနိုင်တို့ပါပါတယ်တဲ့ပါတယ်အဲ့ဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝက်လက်ဝက်လက်ဝက်လက်ကဝက်လက်ဖွဲလိုက်ထုတ်ပြန်ထားတယ်ဝလာမျိုးနဲ့ចောင်းသားများတတ်မှတ်ကအဲ့ဒီဖွဲ့လေထုတ်ပြန်တာလေတော့ဗိုင်းထားလေဆိုတော့2015ခုနှစ်အော်တိုဘားလ6နှစ်ည9:55မိနစ်ဝင်ကျမာတဲ့အကြပ်ဖက်စေအောင်စုမာတဲ့စသဖြင့်ပေါ့ဗျာစသဖြင့်သူတို့ဘုံကျဲတယ်ပေါ့ဗျာပါလာမူတာနဲ့ဘုံကျဲတယ်ဘုံကျဲတဲ့အတွက်အဲသူတို့ထိခိုက်တန်ရာရပါတယ်အဲ့ဒါ1နဲ့ပါတယ်ပေါ့သူတို့ရေးထားတယ် ဒါသူတို့ကြီးတာသူတို့ကြီးတာခမဗျာဒီလိုနေရာကြီးမှာဗျာစကန်းချတဲ့နေရာကြီးမှာဘုံတို့ကြီးကစာတင်ရောင်းတဲ့မှာအကြမ်းဖက်အုပ်စုတွေစကန်းရှိတယ်အဲ့ဒီနေရာကဘယ်ပြည်သူကသွားရမလဲခမဗျာသွားရမလားခမဗျာခမဗျာသွားရမလားဘယ်ပြည်သူကမလာဘူးအဲ့ဒီကြောင်ဘေးနားမှာဒီအုပ်စုတွေကကျွန်တော်တို့ဂရုချင်းတွေလှုပ်ထားတယ်ခံစစ်ကိုအခိုင်မှာပြင်ထားတယ်ပြီးရင်ကျွန်တော်တို့တို့တို့ဒီဟလာတို့ပျော်ပွဲစားလုပ်တဲ့တောက်ဆဆားကြကြီးဝါကိုဝင်ရောက်လာနိုင်တဲ့လမ်းလမ်းမိုင်းတွေအားလုံးမှာတို့ကကင်းနေထုတ်ထားတယ်။အဲမှာကျွန်တော်ချင်းလူမြေကနေပြတ်မလို့ဆက်ချောင်းတွေလာမယ်ဆိုရင်မိုင်းတွေခံထားတယ်။ပြီးရင်ကျွန်တော်တို့ချောင်းဦးအမြင့် လမ်းပိုင်းအဲ့လမ်းပိုင်းဆိုလမ်းပိုင်းမှာဆိုလဲကျွန်တော်ချောင်းနဲ့အမြင်လမ်းပိုင်းမှာတရားတွေချိုးထားတယ်တရားချိုးထားလိုက်တဲ့ဒီချောင်းမျိုးနဲ့မှာရှိတဲ့ဒီကျွန်တော်ပြည်သူစစ်ကြွေးရအောင်ထမင်းကန်နေတယ်လင်းနဲ့ချရတယ်ကုန်းနဲ့ချလို့မရဘူးပြည်ရဲ့အလောက်အားကောင်းတယ်အဲ့ဒီကျောင်းချောင်းအမြင်လမ်းပိုင်းတရားလည်းမရှိတော့တရားလည်းအချိုးခံထားတယ်အဲ့နောက်မှာရှိရရွာလေးဆိုလဲတက်မလို့ကဒီတမင်းကနာမကရိတ်ခါကိုလေချောင်းနဲ့ပြစ်ချပြရတယ်လေချောင်းနဲ့ပြစ်ချပြရတယ်ကုန်းချောင်းဒီကုန်းနဲ့ဒီကုန်းလမ်းမြေမြေပြားလေးချမယ်ဆိုတော့ခင်ဗျအဲ့မှာလားနဲ့ချကြတယ်တော်တော်ကြီးပိတ်ဆိုထားတာအဲ့လောက်ထိအောင်အားကောင်းတယ်စုလေကုန်းဆိုပို့ပြီးအာပို့ပြီးတော့အားကောင်းအားကောင်းတည်တယ် ဒီမှာရှင်းလေးပြအကြမ်းမအုပ်စုရဲ့စကောင်ဘုံချက်ပလိုက်တာဘုံချက်လိုက်တာခင်ဗျားဘယ်သူကနေရဲမှာလဲကဲဘယ်ပြည်သူလဲဘယ်ပြည်သူလဲလှုပ်ဆမ်းမှာကျွန်တော်မြင်ဘယ်ကပြည်သူလဲခင်ဗျားတေချာတို့အတိုင်းဝိုင်းပဲတေချာတာကတို့နဲ့တို့အတိုင်းဝိုင်းအုပ်စုပဲအဲ့ဒီမှာရှိတာတို့ကဗျာခင်ဗျားကလည်းဒီ project ပေါ့ဗျာ project လှုပ်ရှားမှုပေါ့တကယ် project နိုင်ငံရေးလှုပ်ရှားမှုပေါ့အာကျွန်တော်တို့ဒီမှာဆန္ဒပြမယ် အဲ့ဒါလိုမျိုးမိသမိတ်လုံးမယ်အဲကုန်းကြေးစက်ကဘလောက်ရှိတယ်အဲ့တော့သူတို့ရဲ့ဒီအလူရှင်တွေပေါ့ဗျာဒီပနိုင်ငံမှာရှိအလူရှင်တွေကအာကျွန်တော်ပတ်စားဘလောက်ပေးပါအဲ့မှာသူတို့ကဖြောင်းနိုင်လေထုံးမယ်ထုံးပြီးတော့လာဟိုလူလူမြောင်ကြီးဒေါန်ဆန်းသူကြီးလူမြောင်ကြီးဟိုလူလူမြောင်ကြီးပေါ့ဗျာသူတို့အလူမြောင်ကြီးသူစာပန်းနေတယ်သူတို့ဆန္ဒပြကြမယ်ပြီးရင်ညပတ်ကြရင်သူတို့တောက်ကြမယ်ပြောကြမယ်ပေါ့ခင်ဗျဒေါန်ဆန်းသူကြီးလူမြောင်ကြီးဆိုခင်ဗျလုံနေအဲ့တောထဲမှာလုံနေခင်ဗျတက်လာခဲ့လိုက်ပါလားမန္တလေးတို့ရန်ကုန်တို့နေပြီးတက်လာခဲ့လိုက်ပါလားတက်လာခဲ့တောထဲမှာလုံနေတယ်သူတို့ကအဲ့လိုလဲပတ်နေတာလက်သွားတယ်လာလိုက်မယ်ထပ်ပြီးလာလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအမြိုင်တို့ ်ညာရင်တော့ပေါ့တော့အဲ့ဒီကြောမှာဆိုရင်ကျွန်တော်ရန်တန်လဲရတွေနေရှိတယ်ရန်တန်လဲရတွေနေပတ်သက်ရင်လဲရတွေလုံနေတဲ့သူတွေအနေနဲ့ခင်ဗျားတို့လုပ်ငန်းတွေရန်တန်ရရပါမဟုတ်ရင်ခင်ဗျားတို့ခေါင်းပေါ်မှာပါတာမို့တာရှိပါတယ်ပါတာမို့တာရှိမယ်အခြားတို့ဂျိုးကော်ပိုရိုက်ရှိမယ်ခင်ဗျားတို့ခေါင်းတွေပေါ်မှာပြန်နေပါတယ်ခင်ဗျားတို့ရဲ့ခေါင်းပေါ်တွေမှာပြန်နေပါတယ်အဲ့ဒီအဲ့ဒီပါရမိုတာတွေဂျူရိုကော်ပိုရိုက်တွေခင်ဗျားတို့ရဲ့ခေါင်းပေါ်ဘုံသီးလေးတွေပြစ်ချပါလိမ့်မယ်ပြစ်ချပါလိမ့်မယ်ခင်ဗျားတို့လုပ်နေတဲ့ကနိုင်ငံတော်ရဲ့တင်ရစာတာနိုင်ငံမှာပြည်စုခင်ဗျားခိုးထုတ်နေတာပါအဲ့တော့ညာနဲ့ပေါက်မှာရှိနေတဲ့တရားမဝင်ဂျန်နယ်လက်ရက်တွေလုပ်နေတဲ့ အကြံပတ်အာဘီအုပ်စုတွေအနေနဲ့လေးနဲ့ဘုံချက်မှခင်ဗျားတို့ပြည်သူလို့မအောင်နဲ့တော့ဘာကြောင့်လဲဆိုအကြံပတ်အုပ်စုကိုတော်ဝါရေးဖြစ်စေတိုင်းရေးဖြစ်စေပံ့ပိုးရဲဆိုရင်ခင်ဗျားတို့ကိုယ်တိုင်အကြံပတ်အုပ်စုကိုအားပေးတာခင်ဗျားတို့ကိုယ်တိုင်အကြံပတ်မှုမြောက်ပါတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ချင်းချင်းပြောမယ်ဆိုရင်နေရာတိုင်းမှာပါရာမိုတာတွေဆက်တက်လေဒီအကုန်နေရာတိုင်းမှာချထားပါတယ်ဒီဆက်တက်လေဒီဒီပါရာမိုတာတွေကခင်ဗျားတို့ခင်ဗျားတို့တရားမွေလုံနေနေရာဆိုလက်ဒကမ်းပဲရှိပါတယ်လက်ဒကမ်းပဲရှိပါတယ်တနည်းပြင်ဗျာခင်ဗျားကလည်းဒီဒီပခောက်ကွာနေပါရာမိုတာတက်လိုက်ခင်ဗျားတို့ပောက်တို့မြိုင်းတို့ဘယ်နှလုံးဘယ်လောက်ပြန်အောင်မလို့လဲ ဘလောက်ပြန်မှာလဲ AC ပြစ်ချလို့ရတယ် AC စစ်ကိုပြစ်ချလို့ရပါတယ်အဲ့တော့ခင်ဗျားတို့ဟာလာငွေကငေါတဲ့အရေးကြီးတယ်ငါတို့ဘဝတွေအသက်တွေအရေးမကြီးဘူးပတ်စံတာအရေးကြီးတယ်ဆိုရင်ခင်ဗျားတို့ခေါင်းပေါ်မှာပါတာမှုတာရှိပါတယ်ပါတာမှုတာရှိတယ်ဂျိုးကော်ပိုရာရှိပါတယ်ခင်ဗျားတို့ခေါင်းပေါ်မှာရှိပါတယ်ဟာငါတို့ကဒီဂျိုးကော်ပိုရာလည်းမချောက်ပါတာမှုတာလည်းမချောက်ဘူးကွာဘာဖြစ်ဖြစ်ကွာရတယ်ကွာဆိုတော့ရတယ်ခင်ဗျားတို့ခေါင်းတွေကကြပါလိမ့်မယ်အဲ့ဒီလိုလူတွေအဲ့လိုလူတွေပါတာမှုတာဂျိုးကော်ပိုရာရဲ့အစွမ်းကြောင့်ပေါက်သွားလို့မနေဘူးပဲကွန်ပေါင်းတမ်းမြေဩဇာဖြစ်သွားတယ်လို့မနေဘူးပဲဆက်လာပါလိမ့်မယ်တိုင်းပြည်ရဲ့တည်ရန်စာတာကို ခုတ်ထုတ်နေတဲ့သူတွေခင်ဗျားတို့ကောင်းမှရှိပါတယ်။အော်ဒီသင်ပြချုပ်ချင်တာကကျွန်တော်တို့အော်တိုဘားလ6ရက်နေ့ကချောင်းမြို့နယ်ဘုံတိုးဘုံတိုးကြီးရစာတင်ကျောင်းမှာစကန်ချနေအကြမ်းဖက်အုပ်စုတွေကတော့ပါရာမိုတာရဲ့လက်စွမ်းကြောင့်မှောက်သွားပါတယ်။ကောင်းပါလေကျွန်တော်တို့ဒါဒီမှာပါရာမိုတာမောင်းတဲ့တက်မိုတာကျွန်တော်ဂုဏ်ပြုပါတယ်။ဒါကကျွန်တော်တိုင်းပြည်တိဆောက်တာပါ။အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တုတ်တင်တိုင်းလေးလေကျွန်တော်တို့တိုင်းပြည်ရဲ့တည်ငြိမ်ရေးကရှေ့ကိုရောက်လာရောက်နေလေပါ။ဒါကြောင့်ကျွန်တော်တို့လှုပ်ရှားကြပြက်ပြက်တာတာလှုပ်ပါ။ပြက်ပြက်တာတာလှုပ်ပါ။ တက်မော်တာရဲ့လက်ကကျွန်တော်တိုင်းပြည်တိဆောက်တဲ့လက်ပါအဲ့လိုပဲကျွန်တော်တို့ရဲ့လက်တွေကလည်းတိုင်းပြည်တိဆောက်တဲ့လက်တွေပါပဲလှုပ်ရှားရှားလှုပ်ပါပြက်ပြက်သားသားလှုပ်ပါဒါပဲကျွန်တော်တို့ကပြက်ပြက်သားသားလှုပ်ဖို့ပဲလက်ရှိတော့ခင်ဗျာတက်မော်ရဲ့စီးအချင်းတွေကကျွန်တော်တို့ဂျင်းနဲ့ဆရာတွေပဲဂျင်းနဲ့ဆရာကောင်းပါလေတတော်လေးကိုဂျင်းနဲ့ဆရာကောင်းပါလေလက်ရှိကကျွန်တော်တို့ဒီဗမောင်းမြို့အချင်းတွေဆိုလဲလက်ရှိဒီတက်မော်နဲ့ဒီအဆန်တွေစစ်ချောင်းတွေကဒီဗမောင်းမြို့နဲ့ကျွန်တော်တို့ဒီတမိုင်တစ်သက်သမားတမိုင်ခွဲလောက်ပဲတမိုင်ခွဲလောက်အကွာအောင်ရောက်နေပြီစစ်ချောင်းတွေကကျွန်တော်မြို့ပတ်လေပတ်လေဝင်ဖို့အတွက်ကျွန်တော်တို့တောက်လျှောက်ဒီစစ်မျက်နှာဝင်အများစွာဖွင့်ပြီးတော့တောက်လျှောက်နေပြီရှင်းလို့တောက်လျှောက်လုပ်နေပါလေ ဗမောင်းရဲ့အခြေအနေကလည်းဘာမှဆိုးရမှာရှိပါဘူး။နောက်ပြန်ဖို့ဆက်ပြီးပြပေးချင်ပါလေ။ဒါတော့ကျွန်တော်တီပေါ်မျိုးအခြေအနေပါ။လက်ရှိတီပေါ်မျိုးအခြေအနေနဲ့ပတ်သက်ရင်တီပေါ်မျိုးကနေဆစ်ဆောင်လာတဲ့ပြည်သူတွေနဲ့ကျွန်တော်ဖုန်းဆက်လို့ရပါတယ်။လက်ရှိတီတီအန်အေလေးကတီပေါ်မျိုးထဲမှာရှိတဲ့သူရဲ့ဒီဆေးရုံတွေပြီးရင်ကျွန်တော်တို့ရဲစခန်းတွေတရားရုံးတွေထဲကနေပြီးတော့သူတို့ရဲ့ပစ္စည်းတွေရွှေ့ပြောင်းနေပါပြီ။ပြီးရင်ကျွန်တော်မျိုးထဲမှာရှိတဲ့ပြည်သူတွေရဲ့အိမ်တွေဖောက်တယ်ဖောက်ပြီးတော့ရွှေ့နေပါပြီ။ဒီဆေးရုံတွေမှာဆိုရင်လည်းပဲတီပေါ်မျိုးဆေးရုံတွေမှာရှိတဲ့ဒီဆေးရုံတို့ခွဲစက်ခံတို့ကိရိယာတွေစသဖြင့်ပေါ်ပြကျွန်တော်တို့ဒီစက်ကိရိယာတွေအပါအဝင်ကျွန်တော်အစိတ်ပိုင်းတွေအားလုံး အားလုံးကိုယူဆောင်သွားပါလေတဲ့ဘာမှမကြံတော့ပါဘူးတဲ့လက်ရှိကျွန်တော်ဒီဘောဆေးပေါ်တော့အခွန်တိုင်းပဲကြံပါတော့တယ်ဘာမှမရှိတော့ဘူးအဲ့လိုပဲကျွန်တော်မျိုးထဲမှာရှိတဲ့ပြည်သူတွေနေနေဆိုလဲအခွန်တိုင်းပဲကြံပါတော့တယ်တဲ့လက်ရှိဒီ TNL ကတီဘောမျိုးတွေမှာတို့မရှိတော့ဘူးတဲ့မရှိဘဲနဲ့ကျွန်တော်တို့တီဘောမျိုးအတီဘောနဲ့ကျွန်တော်တို့ဒီကြောင်မဲကြောင်မဲကနေပြီးတီဘောလာမယ်ဆိုကျွန်တော်ဘောချိုဘုရားရှိပါတယ်ဘောချိုဘုရားကကျွန်တော်တို့ဒီရှမ်းတိုင်းသားတွေအထွတ်မြတ်ထားရဘုရားဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရဘုရားဖြစ်ပါတယ်လက်ရှိဒီ TNL ကဘောချိုဘုရားရဲ့အတွင်းထဲမှာဘောချိုဘုရားရဲ့အတွင်းထဲမှာကျွန်တော်တို့စကန်းချတာပါတယ် ပြီးရင်ကျွန်တော်ဘောဂျိုဘုရားထဲမှာရှိတဲ့ဖရားပိုင်ငွေတွေကိုလည်းတည်နယ်လေးဖွဲ့တွေကယူဆောင်သွားတယ်ပြီးရင်ကျွန်တော်ဘောဂျိုဘုရားထဲမှာရှိတဲ့ဖရားရဲ့ရွှေတွေကိုလည်းသူတို့ခွာပြီးယူသွားတယ်ပြောတယ်နောက်တစ်ပုဆိုတော့ကဒီဘောဂျိုဘုရားရဲ့စိန်ခူးတော်ပါဘောဂျိုဘုရားရဲ့စိန်ခူးတော်ကိုလည်းတည်နယ်လေးဖွဲ့တွေကတတ်ပြီးဖြုတ်ပြီးယူသွားပါတယ်လို့ပြောပါတယ်တည်နယ်လေးဖွဲ့တွေတော်တော်ဆိုးပါတယ်ဘောဂျိုဘုရားရဲ့စိန်ခူးတော်တော်မထားပါဘူးဖြုတ်ပြီးယူသွားပါတယ်မြို့ကန်နေနဲ့ကျွန်တော်တို့ဒီလိုမျိုးဖုန်းဆက်သွယ်ရပါတယ်ပြေကြရကကျွန်တော်တို့ဒီကြောင်မဲမျိုးကိုရောက်ပါတယ်ကြောင်မဲမျိုးမှာဆိုရင်လည်းကြောင်မဲမျိုးစေုံကြီးရတယ်အကုန်ပြောင်းတယ်ဘာမှမရှိဘူးပြေကြကျွန်တော်တို့ဒီကြောင်မဲမျိုးအဲထဲမှာရှိတဲ့ဒီဒီနိုင်ငံမဲအဆောက်အဦးတွေပေါ့နိုင်ငံမဲအဆောက်အဦးတွေမှာရှိတဲ့ ဒီဒီကျွန်တော်ရုံးလုံငန်းတော့ပစ္စည်းကိုယူသွားတယ်ပြီးတော့ကျွန်တော်ဘိုင်းခွက်ဖြည့်စည်းခဲ့တယ်ပြီးရင်ကျွန်တော်တို့ဘန်တွေပေါ့ပௌဒ္ဓကဘန်တွေပေါ့ပௌဒ္ဓကဘန်တွေဆိုလဲဘန်ထဲမှာရှိတဲ့ကွန်ပျူတာတွေယူသွားတယ်ပြီးရင်ကျွန်တော်ငွေတွေယူသွားတယ် ADN ထဲမှာရှိတဲ့ငွေတွေယူသွားတယ် CY ဘန်ထဲမှာရှိတဲ့ငွေတွေလည်းယူသွားပါတယ်ယူသွားပါတယ်ဘာမှမကြောက်ဘာမှမကြောက်ကျွန်တော်တို့ဒီကြောင်မဲမှာဆိုအပြောင်ပဲလက်ရှိဒီကြောင်မဲရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကြောင်မဲရဲ့အခြေအနေနဲ့ပတ်သက်ရင် အဲမြို့ကန်တွေအားလုံးဝင်နေလို့ရပါပြီလက်ရှိဒီတက်မတော်ကမိုင်းရှင်းတာတွေလုပ်ပေးနေတယ်ကြောင်းဖွင့်တာတွေလုပ်နေတယ်အဲဒါတော့ကျွန်တော်တို့ဒီဆက်သွယ်တွေလည်းလောက်လျှောက်ဖွင့်နေတယ်လက်ရှိကျွန်တော်တို့ဒီကြောင်းမဲမြို့မှာချေမြို့ကန်တွေဒီကနေ့ဖုန်းရပါတယ်ဖုန်းပြောလို့ရပါတယ်ဆက်သွယ်တွေလည်းကောင်းနေပါပြီအဲ့တော့ဒီတီပေါ်မြို့အခြေအနေကတော့ကျွန်တော်တို့လက်ရှိတက်မတော်ကတီပေါ်မြို့ပြန်ပြီးထိချုပ်နိုင်မှုအတွက်စစ်ကြောင်းတွေနဲ့တောက်လျှောက်စစ်ကြောင်းထိုးနေပါတယ်ဒီကကျွန်တော်ပြည်တော်လူလမ်းမရနေစစ်ကြောင်းထိုးတယ်ပြီးရင်ကျွန်တော်တို့လက်ဘေးပညာလေးလည်းစစ်ကြောင်းထိုးနေပါတယ်အခြားသောနေရာတွေလည်းစစ်ကြောင်းထိုးနေပါတယ်အချို့သောမြို့တွေကိုကျွန်တော်မပြောတော့ပါဘူးအဲ့တော့မိုးကုန်းနဲ့ပတ်သက်တော့ကျွန်တော်ဝမ်းသာစရာသတင်းတွေများစွာရှိပါတယ်မိုးကုန်းမြို့ရတဲ့တေချာတာဒီနှစ်မကူအောင် မိုးကုံမျိုးကနေခင်ဗျားတို့အင်ပြန်လိမ့်မယ်ဒီနေ့မကူပါအောင်ပြီးရင်ကျွန်တော်တို့မိုင်းလုံးတို့မိုင်းကော့တို့အဲဒီမျိုးတွေလည်းကျွန်တော်တို့နှစ်မကူပါဘူးပရမာဆုံးကျွန်တော်ဒီလားမကုံငယ်ရမှာကဒီလားတော့မကုံပါဘူးဒီလားမကုံငယ်ရမှာကကျွန်တော်တို့တီဘောမျိုးပါလက်ရှိတီဘောနဲ့ပတ်သက်ရင်တပ်မတော်ကစစ်ကြောင်းတွေထုံးနေပါလေမနေ့ကဆိုရင်တပ်မတော်ကဒီကြောင်မဲနဲ့တီဘောကြားမှာရှိတဲ့လွဲခေါ်လွဲခေါ်တောင်ဆိုတာရှိပါလေလွဲခေါ်တောင်မှာကျွန်တော်တို့လွဲခေါ်ဇေဒီရှိပါလေအဲဒီဇေဒီမှာစကန်းချတဲ့ TNL ရဲ့စကန်းကုန်းကိုတပ်မတော်ကသိမ်းပိုက်လိုက်ပြီဖြစ်ပါလေအဲ့ဒါကကျွန်တော်တို့ TNL အကြီးမားဆုံးခံဆက်ပါလက်ရှိကျွန်တော် TNL ကကြောင်မဲနဲ့တီဘောကြားမှာဆိုရင်တို့ခံစစ်ကြီးကကျွန်တော်၃ခုရှိပါလေ ခန်းစစ်ကြီး၃ခုရှိတယ်။ပြီးရင်ကျွန်တော်ပြီးတော့ကျွန်တော်လမ်းမေးဝဲရခန်းစစ်တွေရှိပါတယ်။လက်ရှိတော့ကျွန်တော်တက်ဘလော့ကကျွန်တော်တို့ဒီခန်းစစ်ကြီးခန်းစစ်ကြီးတစ်ခုတော့ကျွန်တော်တို့တိမ်ပိုက်နိုင်ခဲ့ပြီဖြစ်ပါလေဒါကတော့ကျွန်တော်လွယ်ခေါ်ရွာရဲအပေါ်မှာလွယ်ခေါ်ရွာရဲ့အနီးမှာတရှိတဲ့လွယ်ခေါ်ဇေဒီတောင်ကုန်းနဲ့ဆက်ဆက်တဲ့တကြောလုံးကိုတက်လို့ကထင်ချုံနိုင်ပါပြီပြီးလဲကျွန်တော်လမ်းပြဝဲရတကြောမှာရှိအချမ်းမအုပ်စုတွေရဲ့စကန်ကိုလည်းကျွန်တော်တို့ထင်ချုံနိုင်ပြီဖြစ်ပါတယ်ဒါနဲ့တူပါပဲတရနယ်လေးကတီပေါ်မျိုးနဲ့နံပါတ်2မျိုးကိုဆက်သွယ်ထားတဲ့မိုးတေတရားကိုလည်းမိုက်ခွဲဖြည့်စီလိုက်ပါပြီမိုးတေတရားကိုကျွန်တော်လုံးဝသုံးလို့မရတော့ပါဘူးဒီအလဲအလဲပေါ့ဗျအလဲပင်မတရားတော့ကျွန်တော်ပြုတ်ကျသွားပြီ မြေထဲကိုပြုတ်ကျသွားပြီလုံးဝကျွန်တော်တို့ဖာထိပ်ပြီးသုံးလုံးအောင်ရတဲ့အနေလားမရှိဘူးအကြမ်းဖက်အုပ်စုတွေမိုင်းခွဲဖျက်ဆီးလိုက်ပါပြီအဲ့တော့ဒီတင်းပြန်ချုပ်ချင်တာကကျွန်တော်တို့ TNL ကဒီတိဘောမျိုးခံစစ်အတွက်သူတို့ကဘောဂျိုဖျားထဲမှာခံစစ်ပြင်ထားတယ်ပြီးရင်ကျွန်တော်တို့ဘောဂျိုဖျားကြီးရဲ့စိန်ဘူးတော်ကိုလည်းဖျောက်ပြီးယူသွားတယ်ဖျားထဲမှာရှိတဲ့အများပြည်သူလူထားတဲ့ငွေကိုလည်းယူဆောင်သွားပြီးပြီးရင်ကျွန်တော်တို့ဖျားကြီးကိုပြည်သူလူကလူပူဇော်တာတွေရွှေတွေလည်းခွာပြီးယူသွားတယ်တော်တော်လေးဆိုးပါလေဒီအချိန်နဲ့ပတ်သက်ကြတော့ပြည်သူတို့ကျွန်တော်တို့တင်ပြနိုင်ဖို့အတွက်တမတော်ကဒီဘောမျိုးကိုထိချုပ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဆက်ပြီးတော့ဒီဘောမျိုးကိုအရောက်ရိုက်ကူးပြီးတော့မှဖြစ်ပါတယ်နောက်ထပ်ဒီမျိုးဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ ပြည်ကလေးရပိုင်းကရန်ကုန်မြို့ဗပယ်တန်းမြို့ဗပယ်တန်းမြို့မှာဖြစ်သွားတယ်ဟိုတယ်မှာဗျာဟိုတယ်ရဲ့အပြင်အဲကွန်းအောက်တိုးမှာအဲကွန်းအောက်တိုးနားမှာအောက်တိုးနားမှာကျွန်တော်အမိုက်အိတ်တွေနဲ့လူရဲခန္ဓာကိုထည့်ထည့်ပြီးတော့အမအိတ်အိတ်အိတ်နားမှာချိတ်ထားတယ်ပုံကြီးဗျာခင်ဗျားတွေ့ပါလိမ့်မယ်အဲမှာကျွန်တော်တို့အိတ်ကြီးတွေမှာမဆန်းတော့လက်ကြီးထွက်နေတာတို့ခြေထောက်ကြီးထွက်နေတာတို့အဲ့ဒီပုံတွေကိုအောက်ကလမ်းသွားလမ်းလာလေမြင်ရောမြင်တော့လမ်းသွားလမ်းလာတွေကဒါအုတ်ချွေးဖွဲ့တဲ့အကြောင်းကြားအကြောင်းကြားပြီးတော့မြို့နယ်ရဲတပ်ဖွဲ့တဲ့အကြောင်းကြားကြားပြီးတော့ကျွန်တော်တို့ဟိုတယ်ကိုလာပြီးတော့စစ်ဆေးပေါ့စစ်ဆေးပြီးတော့ဒီခန်းကို တစ်ဆင့်နဲ့ရှာဖွေနဲ့ကျူးနဲ့သူမိတယ်ပေါ့ဗျာဖြစ်စဉ်ကအော်တိုဘားလ6နှစ်တနက်7:30နာရီ20ခန်းအချိန်ကရန်ကုန်တိုင်းဒေသကြီးဗပဲတမ်းမြို့နယ်အမတ်7ရက်ကဘယူတီလန့်ဟိုတယ်ဘယူတီလန့်ဟိုတယ်ရဲ့9လွာအခန်းအမတ်က9ဒုညာ2 9ဒုညာ2ရဲ့ပြတင်းပြတင်းပေါက်အပြင်ဘက်အဲကွန်အောက်ဒိုးနှစ်ခုကြားမှာအမားကြီးစားလိုက်ကမှထဲ့ပြီးတော့တွယ်လောင်ကြာနေတဲ့တက်ဖြတ်ခံရတဲ့အမျိုးသမီးအလောင်းကိုတွေ့တယ်အဲ့ဒီအရာကိုအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါလုံချုံတက်ဖို့ဝင်နေရဟိုတယ်ကိုစုံစမ်းတဲ့အခါမှာဒီအခန်းကားနေမှာဘသူအိတ်သွားလဲ စစ်စီတွေမှတ်တမ်းနဲ့လူရုပ်ကိုရှာတယ်မှတ်ပုံတွေနဲ့ပတ်တင်နဲ့ရှာတယ်ရှာတော့တပ်ဖြတ်ခံတဲ့မိန်းကလေးကဘကူတိုင်းဒေသကြီးနတ်တလင်းမြို့နယ်မှာနေထိုင်တဲ့မတ်စုမြောင်ဝင်းအသက်က23နှစ်ပါဒါကတပ်ဖြတ်ခံတဲ့မိန်းကလေးပါတပ်ဖြတ်မှုကိုကျူးလွန်တဲ့သူကတာကေတာမြို့နယ်အမှတ်ခွန်အရှိရက်ကွက်နေအောင်ခန့်ကျော်စင်အသက်က18နှစ်ပါသူရဲ့ရည်စားဖြစ်တဲ့ဗဟန်းမြို့နယ်အရှိရွှေကုန်းတိုင်းရက်ကွက်နေအောင်ချမ်းသာအိမ်ယာမှာနေထိုင်တဲ့အေးမွန်အောင်အသက်က18နှစ်လို့ဖြစ်တယ်18နှစ်လို့ဖြစ်တယ်အဲ့မှာကျွန်တော်တို့ခုနကကောင်းလေးပါ လူတက်လူတက်မှုကျွလွန်တဲ့သူကဒီကောင်မလေးနဲ့တွေ့ဖို့ဟိုတယ်မှာတွေ့ဖို့တော့သူကသူ့အိမ်ကနေပြီးတော့စတိကြားနှစ်ချောင်းယူလာတယ်။နှစ်ချောင်းယူလာလာပြီးတော့ကောင်မလေးနဲ့ဟိုတယ်မှာဒိတ်ကြတယ်ပေါ့တွေ့ကြတယ်ပေါ့။အဲ့မှာအောင်ခတ်ကျော်စင်ရဲ့ထွက်ဆိုချက်မှာသူကဂိမ်းကိုကျွန်တော်အလုံးကြုံကစားတယ်။ပြီးရင်သူကဒီလူတက်အလောင်းဖြောက်စတိကြားဆန်တဲ့ရုပ်ရှင်တွေကိုသူကအရန်ကိုနှစ်ချိုက်ဆွဲလန်းနေသူဖြစ်ပါတယ်တဲ့။ဒါကြောင့်ဒီကောင်မလေးနဲ့တက်ဖြတ်ခံတဲ့ကောင်မလေးနဲ့သူတွေကအော်တိုဘားလာငိုင်းနေမှာသူတို့နှစ်ယောက်ကဒီ Telegram channel ကနေတစ်ဆင့်ပျော်ပါဖို့အတွက်သူတို့ချိတ်ဆက်တယ်ပေါ့ဗျာ။တနည်းအားဖြင့်ဗျာကျွန်တော် Telegram channel မှာကခင်ဗျားတို့ကျွန်တော်ပုံမှန်လင်းပြောပါအောင်မယ်။ Telegram channel မှာကသူကဟောဒိတ်ဒိတ်ခဲဒိတ်ခဲကျွန်တော် channel ရှိတယ်ဒိတ်ခဲ channel လေးရှိတယ်အဲ့မှာအကွာဘယ်ဘယ်ကောင်မလေးကြိုက်တယ်ပေါ့အဲ့မှာတို့အချင်းချင်း join ကြတယ်ပေါ့အဆင်ပြေတဲ့ခါမှာတို့ဖုန်းလေးနဲ့ဆက်သွယ်လို့ရကွန်တက်လို့ရပြီတို့ hotel မှာတွေ့ကြတယ်ပေါ့အဲ့ဒီဖြစ်စေပေါ့ကောင်မလေးကတော့ဒီဒီကျွန်တော်တို့ဟိုတည်သွားတဲ့သူကိုကျွန်တော်ပြောရတယ်မပြောချင်းပေါ့ဗျာကောင်မလေးကဒီအခါချင်းငွေယူတယ်လို့သူကထွက်ဆိုထားတဲ့အတွက်အဲကောင်မလေးဒိတ်ခဲလေးဖြစ်တယ်ပေါ့ဒိတ်ခဲဖြစ်တယ်ပြီးရင်သူနဲ့လာတွေ့တဲ့သူကစိတ်တိစဆန်သူ့မှာစိတ်ယောဂရရတယ် စိတ်ဝါရကရရတယ် online မှာသူဂိမ်းတွေအရင်ကစားတယ်ပြီးရင်သူ့ရဲ့ဂိမ်းတွေကလည်းသူစိတ်ဆာလူတက်တဲ့ဂိမ်းတွေကိုသူအရင်ကြိုက်တယ်အဲ့ဒီဟာပဲသူကစားတယ်ပြီးရင်သူကရုပ်ရှင်ကားလေးဆိုလဲဒီစိတ်ဆာဆက်ဆန်းတက်ဖြတ်တဲ့အရာကိုသူကလှုပ်တယ်လှုပ်တယ်အဲ့လိုလှုပ်တဲ့သူသူအဲ့ဒီငငယ်သားဇလန်းတွေအတိုင်းပဲဒီကောင်မလေးကိုသူအသိယူဆောင်လာတဲ့စတီလာနှစ်ချောင်းနဲ့ရက်ဆက်ဆာတက်တယ်ပြီးရင်ဘလောက်ဆိုလို့အတွင်းကလီစာတွေကိုဘိုက်ခွဲဘိုက်ကိုခွဲတယ်ဘိုက်ကိုခွဲတယ်ဘိုက်ကိုခွဲပြီးတော့အတွင်းကလီစာတွေကိုသူကထုတ်တယ်ပြီးရင်ကျွန်တော်တို့ပေါင်ဝဲဘက်ပေါင်သားတွေကိုလှီးတယ်ကျွန်တော်တို့ဒီဒီလူရဲ့ပေါင်သားတွေဟိုဘက်ဒီဘက်လှီးတယ်အတွင်းကလီစာတွေယူတယ် ယူပြီးတော့အဲ့လိုရဲစက်တပ်လိုက်တော့တပ်လိုက်တယ်။သူအဲ့လိုတပ်ပြီးသွားတဲ့အချိန်မှာသူကဘာလုပ်လဲဆိုတော့သူ့ရဲ့ကောင်မလေးပေါ့သူ့ရဲ့ရီစာဖြစ်တဲ့ရီစာဖြစ်တဲ့မတ်စုမြဝင်တော့သူကခေါ်တယ်။ဒါကဲအာဒီမဒီမဒီလိုလိုလိုပြီးသွားပြီပေါ့ဗျာ။ကောင်မလေးရောက်လာတော့ရောက်လာတော့သူ့ကောင်လေးအဖမ်းခံမှာကြောက်တော့ကောင်မလေးကလည်းအဲ့မှာသူတက်ပြတ်ထားတဲ့တက်ပြတ်ထားတဲ့ဒီတက်ပြတ်ထားတော့ကျွန်တော်တွေးရအခမ်းအနားမှာတွေးပြီးပေးပွားတော့အဲ့ဒီတွေးတွေကိုအဲ့ခုနကကောင်မလေးကသူကတန်ရှင်းလောက်တော့တန်ရှင်းလောက်တယ်။တန်ရှင်းလောက်တော့အဲ့ကောင်မလေးကလည်းအလောင်းဖြောက်ဖြောက်မှုတွေမှာသူကလည်းပါသွားတယ်။တတ်တာကကောင်မလေးရဲ့ရီစာတတ်တာ ကောင်မကောင်မလေးကရေစာတက်တယ်တက်တဲ့ကောင်မလေးကသူ့အကြာဒီလိုမျိုးသူ့ရေစာဒီလိုဖြစ်တဲ့အတွက်အမှုကလေလွတ်မလားဆိုပြီးတော့သူကအခန်းထဲမှာကျသွေးတွေကိုသူကတန်ရှင်းလောက်တာတွေပြီးရင်ကျွန်တော်တို့အမိုက်ခွန်အိတ်တွေကိုထည့်ပြီးတော့လွတ်မှုလောက်တာတွေဒါတွေလောက်ခဲ့တော့လောက်ခဲ့တဲ့အခါကျတော့လူတက်မှုကျွလွန်နာကကိုနကသူ့ရဲ့ရေစာနာမည်ကအောင်ကျော်စင်အောင်ခန့်ကျော်စင်ကျွလွန်နာကအောင်ခန့်ကျော်စင်အဲ့ဒီရဲ့သူ့ရဲ့ရေစာဖြစ်တဲ့သူကရေစာဖြစ်တဲ့သူအသက်16နှစ်အရွယ်အေးမွန်အောင်အေးမွန် ကျူလိုနာကသူ့ရဲ့ရာကျူလိုနဲ့ရာကျူလိုမလို့ဗျာကောင်မလေးကိုခုနကနတ်တလင်းသူဖြစ်တဲ့မတ်စုမြောင်ဝင်းကိုတတ်လိုက်တယ်ဘိုက်တွေခွဲတဲ့ကိစ္စထုတ်တဲ့ပေါင်းလေးဖြတ်တယ်အပိုင်းပိုင်းတိတိလောက်တယ်လောက်ပြီးတော့ကမှခုနကလူသက်မှုကျူလိုနဲ့သူ့ရဲ့ကောင်မလေးကိုခေါ်တယ်ခေါ်ပြီးတော့ခေါ်ပြီးတော့ဒီတန်ရှင်းတွေလောက်တော့လောက်ပြီးတော့ထားခဲ့ပြီးတော့ထွက်ကြတယ်ပေါ့ထွက်ကြတယ်အဲ့မှာလူသက်မှုကျူလိုနဲ့သူလည်းကြီးဖမ်းထားတယ်အားပေးအားမြောက်လုပ်တဲ့လူသက်မှုကျူလိုနဲ့သူ့ရဲ့ရည်စားဖြစ်တဲ့မတ်စုမြောင်ဝင်းအသက်16နှစ်16နှစ်အရွယ်မိန်းကလေးကိုလည်းလက်ရှိဖမ်းဆီးထားတယ်အဲ့တော့အဲ့ဒီအချိန်မှာသာကောင်မလေးကအဲတက်ဆိုင်ရာကိုကျွန်တော်တို့သွားပြီးအကြောင်းကြားမယ်ဆိုတော့ဒီကောင်မလေးကလွတ်တယ် ူတမ်းမှုကျွလွန်းတဲ့ကောင်မလေးလွတ်တယ်။ဒါပေမဲ့ဒီကောင်မလေးကသူ့ကြီးစားလွတ်ပါစေဆိုတဲ့စိတ်နဲ့တန်ရှင်းဝိုင်းကူလှုပ်တယ်လှုပ်ပေးတယ်အပြင်ကျွန်တော်အလောင်းဖြောက်ပြဖို့လုပ်တဲ့အတွက်သူကလည်းအလိုလိုအလိုပါဒါမှပါသွားတယ်။အလောင်းဖြောက်ပြမှုတွေမှာသူပါသွားတယ်ပူပေါင်းကျူးလွန်နေပေါ့ဗျာ။အဲ့တော့နှစ်ယောက်စလုံးကိုဖမ်းဆီးထားတယ်။အဲ့တော့အဲ့နှစ်ယောက်စလုံးကိုကျွန်တော်ထိရောက်စွာအရေးကြီးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေအနေနဲ့ကျွန်တော်တို့ဟို view ဆိုင်ကြပါဘူး။ကျွန်တော်တို့ဘာတွေတွေ့နေရလဲဆိုတော့ကျွန်တော်တို့ဒီကလေးငယ်လေးညွှန်ပြပါရယ်ကလေးငယ်လေးဆိုရင်ကျွန်တော်တို့အသက်3နှစ်4နှစ်5နှစ်5နှစ်ရွယ်လေးဖုန်းနေပေးထားတယ်ကလေးနေပြီးတော့ဖုန်းနေပေးထားတယ်အဲ့ဒါအရန်အနေရှင်းတော့ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့သားသမီးတွေတက်တာ ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့သားသမီးရဲ့အနာဂတ်တွေကိုရိုက်ချိုးပြစ်တာခင်ဗျားတို့သားသမီးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုခန္ဓာကိုယ်ဖွံ့ဖြိုးမှုဖွံ့ဖြိုးမှုအမျိုးမျိုးကိုခင်ဗျားတို့ကိုယ်တိုင်တတ်ပြစ်တာအချို့သောမိပါတွေရောသားလေးကနေပါတယ်ဖုန်းလေးပေးတာအဲ့ဒီကလေးမှာဘာအတွေးခေါ်မှမရှိတော့ဒီတန်းမှာပဲမြန်မာမြန်မာနိုင်ငံမှာတော်တော်တွေ့ရကျွန်တော်လည်းဒီပြည်ပနိုင်ငံတွေကျွန်တော်ရောက်ဖို့ပါတယ်ဘယ်နိုင်ငံမှာမှအဲ့ဒီအလုပ်ကိုမလုပ်ဘူးဘယ်သားဘယ်မိမမှသူတဲ့သားသမီးဖုန်းပေးပြီးမသုံးဘူးဒီမှာတော့မဟုတ်ဘူးခင်ဗျားခလေးကစကားမပြောတတ်သေးဘူးဖုန်းပေးထားပြီအော်ခင်ဗျားဈေးထဲမှာဆိုလဲတွေ့ရတယ်ခင်ဗျားနေရာထဲမှာတွေ့ရတယ်ကျွန်တော်ဆိုကျွန်တော်တော့ဖုန်းပေးဖုန်းမပေးဘူး လက်ကြည့်လားအဲ့ကျွန်တော်သားဖုန်းမကြည့်ရအောင်ကြည့်ကြည့်ကလေး YouTube ကလေးကစားတဲ့ကလေးတွေကြည့်တယ် YouTube ပဲကြည့်ရအောင်ကျွန်တော်မကြည့်ရအောင်အဲ့တော့မိဘတွေကိုယ်တိုင်ကလည်းသူတို့သားသမီးကိုမပြက်စီးပြက်စီးအောင်ဖြတ်နေတဲ့သဘောဖြစ်နေလဲရှိနေတာမလုပ်ကြမှလည်းကျမကြီးကလည်းမညင်ညူဘူးကလေးတွေကကျွန်တော်တို့စိတ်ဖွံ့ဖြိုးမှုခန္ဓာကိုယ်ဖွံ့ဖြိုးမှုလည်းမညင်ညူဘူး ခင်ဗျကလေးတွေကလည်းဘာမှအတွေးကောပိုင်းလည်းဘာမှမရှိတော့ဘူးဒီထဲမှာဖုန်းပဲဖုန်းပြီးဖုန်းပဲဖုန်းမရရင်မိဘကိုပြဿနာရှာမယ်ဖုန်းရရင်အဲ့ကလေးကနေသွားတယ်အမိဘတွေလည်းငါကလေးတွေဆိုအဲ့ဖုန်းပေးထားလိုက်အဲ့မှာကလေးကရွာလေသွားအောင်အဲ့တော့ကျွန်တော်မိဘအိမ်နေလည်းကိုသားသမီးကို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 ယ်တိုင်းမတက်ဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကခင်ဗျားတို့သားသမီးကိုဖုန်းပေးတာခင်ဗျားတို့ကိုယ်တိုင်းခင်ဗျားတို့ရဲ့သားသမီးခင်ဗျားတို့ရဲ့အနာဂတ်ကိုခင်ဗျားတို့ကိုယ်တိုင်းဖျက်ဆီးနေတာဘယ်နိုင်ငံမှမအဲ့လိုကိုမလုပ်ဘူးခင်ဗျားအထိုင်းမှလည်းမလုပ်ဘူးအိန္ဒိယနိုင်ငံဘယ်နိုင်ငံမှမလုပ်ဘူးဖွံ့ဖြိုးဖွံ့ဖြိုးတဲ့နိုင်ငံပူပေါင်းဆိုးနေတယ်မြန်မာနိုင်ငံမှာဖြစ်နေတာအဲ့တော့မြန်မာနိုင်ငံမှာပဲဖြစ်နေတာခြေလက်မှခြေလက်ခြေလက်တွေမှာရောကျွန်တော်တို့မျိုးမျိုးတွေမှာရောရွာတွေမှာအဲ့ကိစ္စကိုဖြစ်နေတာ မမလုပ်ကြပါနဲ့ခမရတို့ကိုယ်တိုင်ခမရတို့တာသမီတတ်နေရတော့ခမရတို့ကပြောမငါတာသမီကငါပြစ်စင်ငါပေးတယ်ကွာဘာကူးစားကမှအဲ့ဒါခမရတို့ကိစ္စခမရကိစ္စလုံချင်းမလုပ်ကြခမရတို့ကိစ္စခမရတို့တာသမီကိုခမရတို့မွေးတယ်ခမရတို့ရင်သွေးကိုဖုန်းပေးလိုက်ချင်းခမရတို့ကိုယ်တိုင်တတ်တာနဲ့အတူတူပဲနောက်ထပ်ဒီမို့ဆက်ပြီးမှပြင်ပါလေဒါကတော့ဒီအပိုင်းမှာထိုင်းနိုင်ငံခြားချင်းဆောင် KI အဲ့မှာရှိတဲ့အလောက်ကွန်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံကမြန်မာလုံသားအလုံး၃၀၀ကျော်အကြောင်းကြားချင်းမရှိပဲအလုပ်ထုတ်ခံလိုက်ရတယ်အလုပ်ထုတ်ခံလိုက်လာရတော့ဒီအလုပ်သမား၃၀၀ကျော်ကထိုင်းနဲ့မြန်မာ G2G ပို့တဲ့တရားဝင်အလုပ်သမားတွေဖြစ်တယ်တရားဝင်ပေါ့ဗျာ တရားဝင်သွားတဲ့အလုပ်သမားတွေပေါ့အလုပ်သမား၃ယောက်ကျော်ဒီလူတွေကိုဒီထိုင်းထိုင်းလုပ်ငန်းရှင်ကဘာမှအကြောင်းမကြားဘူးချက်ချင်း shut down ချက်ချင်းထုတ်လိုက်တာနေနာကြီးလည်းမပေးဘူးဘာမှကျွန်တော်တို့အလုပ်သမားခါစားကိုလည်းမပေးဘူးဒါနဲ့ပတ်သက်ပြီးတော့ဒီထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတိုင်းရင်းကလည်းဒါကျွန်တော်တို့ချိတ်ဆက်ပြီးတော့ live ပြီးဆောင်ရွက်ပေးတယ်ဆောင်ရွက်ပေးတဲ့အတွက်နှစ်ဖက်ပြည်လဲမှုတွေရရှိသွားတယ်နှစ်ဖက်ပြည်လဲမှုတွေရရှိသွားတယ်ပြီးကျွန်တော်နှစ်ဖက်နေနာဒီနေနာကြီးတွေလည်းရရှိခဲ့တယ်နှစ်ဖက်ကျွန်တော်တို့နှစ်ဖက်ပြည်လဲသွားတယ်ပေါ့ဗျနှစ်ဖက်သူမနာကုမနာဖြစ်သွားတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာရှိတဲ့တရားဝင် အလုပ်သွားလုပ်တဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံဆိုင်ရာမြန်မာတိုင်ရုံးမှာမိမိရဲ့အခက်အခဲတွေမှာသွားပြီးတော့သွားပြီးတော့ကျွန်တော်ဆွေးနွေးပါတော့တောင်းဆိုလို့ရပါတယ်တောင်းဆိုလို့ရပါတယ်တိုင်ရုံးမှာရှိတဲ့ဒီမြန်မာတန်ရာရှိရလဲအားလုံးကူညီပေးနေပါတယ်ထို့တူပါပဲကျွန်တော်တို့ဒီတရားမဝင်သွားတဲ့မြန်မာနိုင်ငံသားတွေလည်းသွားပြီးတော့ကျွန်တော်တို့မိမိရဲ့အခက်အခဲတွေမိမိရဲ့အခွင့်အရေးတွေမိမိရဲ့နင့်နာမှုတွေနဲ့ပတ်သက်ရင်သွားပြီးတော့တောင်းဆိုလို့ရပါတယ်အဲဒီမှာကျွန်တော်ထိုင်းနိုင်ငံဆိုင်မြန်မာတိုင်ရုံးမှာတာဝန်ရှိတဲ့သူတွေကလည်းအစိုးရချင်းချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဖြည့်ရှင်းပေးနေပါတယ်ဒီသတင်းပြချုပ်ချင်တာကကျွန်တော်တို့ ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့တရားဝင်သွားပြီးအလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မိမိရဲ့အလုပ်သမားအခွင့်အရေးမိမိရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ဖိနှိပ်ခံရရင်ရပိုင်ခွင့်တွေမရရင်မရရင်ထိုင်းနိုင်ငံဆိုင်ရာမြန်မာတိုင်းကိုသွားပါသွားပြီးတော့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့မိမိရဲ့အခက်အခဲကိုသွားပြီးတော့ဆွနေပါဆွနေခါကျကျွန်တော်တို့ထိုင်းနိုင်ငံဆိုင်ရာမြန်မာတိုင်းကလည်းအစိုးရချင်းချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးပါလိမ့်မယ်ကုညီပေးပါလိမ့်မယ်အလားတူပါပဲထိုင်းနိုင်ငံမှာကျွန်တော်တရားမဝင်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေလည်းတန်းတဲ့ချီရှိပါတယ်အဲ့တန်းတဲ့ချီရှိတဲ့မြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ရင်လည်း ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတိုင်းကိုသွားပြီးတော့မိမိရဲ့အခွင့်အရေးမိမိရဲ့နေနာမှုမိမိရဲ့အခက်အခဲတွေနဲ့ပတ်သက်သွားပြီးအကူအညီတောင်းပါကူညီပေးဖို့အစီအစဉ်ရှိပါတယ်ခုလည်းကူညီပေးနေပါတယ်ဒါကြောင့်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တရားဝင်သွားတဲ့မြန်မာနိုင်ငံသားတွေရောတရားမဝင်ရောက်နေတဲ့မြန်မာနိုင်ငံသားတွေရောမိမိရဲ့အခွင့်အရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့သွားရောက်ပြီးတော့ဒါသွားရောက်တောင်းဆိုပါသွားရောက်ဆွေးနွေးပါအကောင်းဆုံးကတော့ကျွန်တော်တို့ ြည်ပနိုင်ငံတွေကိုသွားတဲ့အခါမှာတရားဝင်သွားဖို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်တရားမဝင်သွားရင်တကယ်နိုင်ငံမဲ့တွေပါအကူအမဲ့ပါတယ်ဒါကျွန်တော်တို့အရှိတရားပါနံပါတ်1ကဘာသာစကားနံပါတ်2ကပတ်ဝန်းကျင်နံပါတ်3ကမိမိမှာလူခံမရှိတော့ပို့ဆိုးတယ်ဗျာအခြေအနေကအများကြီးပဲဒါကြောင့်မိမိရဲ့ဒါအခက်အခဲတွေနဲ့ပတ်သက်ရင်ကျွန်တော်တရားဝင်သွားပြီးတောင်းဆိုကြပါအဓိကကတော့ကျွန်တော်တို့မိမိရဲ့အခွင့်အရေးတွေမဆုံးရှုံးမှုအတွက်ပြန်ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့တည်ဆဲဥတွေရအရေးယူခြင်းမခံရဖို့အတွက်တရားဝင်လမ်းကြောင်းအောင်ပဲကျွန်တော်တို့သွားဖို့အတွက်တိုက်တွန်းခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ